နေရဆိုတာဆရာစကားလက်ဆောင်ကိုပါလိုက်ကျင်တယ်ပေါ့နေရဆိုတဲ့အတိတ်ပဲอ่ะအယီချင်းလို့အတိတ်ပဲอ่ะအယီချင်းရှိရင်နေရရမယ်နေရရခြင်းအယီချင်းရှိအောင်လုပ်အယီချင်းဆိုတာအဲအာခရိကြောင့်ရလာရင်ခဏပဲကိုယ်ပိုင်ရမှအဲ့ပုံကိုဒီကိုယ်တိုင်ငါတော့တချက်ဖို့အယီချင်းရှိအောင်လုပ်မယ်ဆိုရင် သူစီတချက်တန်တဲ့နေရာမှာသူရလိမ့်မယ် ကီးတဲ့ဆိုမရင်ငယ်မတ်စကီးတဲ့ဆိုအေးရမရင်ငယ်ဒါပြန်ပါဘာဖြစ်နေရောဘာဖြစ်မှာပါပဲအနုပညာတိတ်မကွာချမှုရှိဘူးခုနနီးစနစ်ကကွာချနီးစနစ်ပေါ့နော်နီးစနစ်ဆိုတာဘာလဲဆိုတော့တို့ကဘာ preparation ဆိုဘာဘာလို့ရမလဲရိုက်ကူးနေတဲ့အချိန်ဆိုဘာဘာလို့ရမလဲကျွန်တော်လည်းမျိုးနွယ်ခင်မိခွင့်ရတဲ့အတွက်အများဝမ်းသာပါတယ်ကျွန်တော်လည်းနေမိတာပါ ဒါ යි တာလောက်တာက1900အ2005ခုနှစ်ဇန်နဝါရီလ9ရက်နေ့စရတဲ့ပေါ့အဲ့ဒါမင်းလေးပဲမခန်းဆိုတဲ့ဇာတ်လမ်းလေးကိုစရတဲ့ပေါ့အဲ့ဒါပြီးတော့ကြက်တော်နဲ့သာခိုးဆိုပြီးဟာတာကလေးရလေးရတဲ့ပေါ့အဲ့နှစ်ခုနဲ့ဗီဒီယိုလောကကိုစပြီးတော့ဝင်လာတယ်အဲ့မှာပြလေးပဲမခန်းရလဲပဲတင့်တင့်တယောက်ပတ်စွာနံပါတ်၄ရပြီးတော့ရုပ်ရှင်စီယုံကဒါ යි တာတယောက်နေနဲ့အတိမတ်စပြုတ်ရပါတော့ အဲ့တော့ဘဝမှာဒိုက်တာဆဖြစ်တာဆိုရင်တော့ပင်လေပင်မခန်းဆိုတဲ့ဒီဇလန်လေးနဲ့ဗီဒီယိုဇလန်လေးနဲ့ဆဖြစ်တယ်ပေါ့။အင်း SCG ရတို့မြန်မာနိုင်ငံမှာအရင်ဆုံးစပြီးတော့ဇလန်တို့ဆရိုက်တာပေါ့နော်။အဲ့မှာရုံးကကောင်းဆန်တဲ့ဆရာတွေ့ဖက်ပြီးတော့ဆရာတွေ့ဖက်ဒိုက်တာတယောက်နေနဲ့ကောင်းဆန်အောင်လဲပံ့ပိုးတဲ့အနေနဲ့အဲကိုတီဆရာရဲ့ တကယ်ကိုတငယ်တငယ်ချင်းကောင်းမိတ်ဆွေကောင်းတိုက်တိုက်အဲကိုတီကနေပြီးတော့ဆရာကိုအဲရက်ခိုင်တာပေါ့နော်။အဲဒါလေးအတားအတာရောအတွက်ပဲတားအတာရောစသဖြင့်အဲဒီလုပ်ပြပါဆိုတော့အဲမှာစရိုက်တယ်ပေါ့။ The Sign of Love Season 1ပေါ့နော်။အဲမှာတိကျဆောင်တဲ့တေ9ရောက်ကိုခေါ်ပြီးတော့ဆရာမြမတန်နေရ Studio A မှာအဲနောက်ပြီးတော့ Training Room မှာအဲဒါသူတို့ Train နေပေါ့နော်။ ီးတော့ပြန်มาလဲဆိုတော့မြန်မာဟိုပါပေါ့မန္တလေးအဖေအဲ့အနေအားဒီမှာနှစ်ပတ်လောက်ထွေးပြီးတော့မှပြီးလို့ရစေယုံမှာစာပြီးခဲ့ကြတာပေါ့အနုပညာတိတ်မကွာချမှုရှိခုနနီးစနစ်ကကွာချနီးစနစ်ပေါ့နော်နီးစနစ်ဆိုတာဘာလဲဆိုတော့သူတို့ကဘာ preparation ဆိုဘာဘာလောက်အောင်မယ်ရက်ကူးနေတဲ့အချိန်ဆိုဘာဘာလောက်အောင်မယ်ဥပမာဆိုပါတော့ တိုင်းတိုင်းသူတို့ဆွဲပြီးသွားတဲ့အခါမှာကော့ရှီတွေထွက်လာတယ်အဲ့မှာခေါ်လိုက်တဲ့အချိန်ရှိတယ်ပဲချိန်ဆိုရင်ရောက်လာမယ်အဲဇလန်ဒီ secret တစ်ခုကိုရိုက်ပြီးဟဲ့ဆိုလို့ရှိရင်တနအီတက်မှတ်ထားရင်တနအီတွင်းကိုဝင်အောင်ရိုက်ရတယ်ကျွတ်တပြင်းစင်ရင်နိုင်ဝက်ဆိုရင်နိုင်ဝက်ထားပြီးရိုက်ရတယ်ဒီစနစ်ကိုအရင်တော့ဆရာတို့ဗီဒီယိုတွေရိုက်တဲ့ချိန်ကျတော့ကိုယ်စိတ်ကြိုက်ကိုယ်သဘောတွေရိုက်တာဒီအချိန်တွေကနောက်ကြတာရှိတယ်ပြီးကျင်တဲ့ချိန်ပြီးပဲ အဲကြကြင်နဲ့ဆင်းကြအဲအဲဆိုင်းအောင်လိုက်တော့အဲ့လိုမရအောင်တနေ့ကို၈ဆင်းရတယ်မနေ့၁၂နာရီသမင်းစားချိန်ဖြုတ်တဲ့ချိန်မှာ၄ဆင်းပြရမယ်အဲ့မှာ၁နာရီနားတယ်နေ့ကင်း၁နာရီကနေပြန်ရိုက်တယ်ညနေ၄နာရီကျော်နေပုံဝင်ခင်အထိပေါ့နော်လိုက်ခင်လိမ့်မောရောင်ဟိုမဖြစ်ခင်အထိအဲ့ဒါ၄ဆင်းရတယ်စုစုပေါင်း၈ဆင်းဒီ၈ဆင်းကိုဘောင်းဝင်အောင်ရရတယ်၈ဆင်းကိုတဆင်းကြံခဲ့ပြီဆိုအဲ့တဆင်းဟိုးနောက်ဆုံးပြန်ရောက်သွားတယ် ပြန်ရောက်သွားတဲ့အတွက်ရိုက်ကူးရေးမှာဘာတွေထပ်ပြီးပြန်ဖြစ်လာတဲ့ဆိုတော့အဲကုန်ကျစရိတ်သူကဘတ်ဂျက်ကိုတွက်ထားတာအတိတွက်ထားတာတွက်ထားတော့အဲကုန်ကျစရိတ်တွေကတဆင်းညာနာနဲ့နောက်တရက်စားတိန်း20ဆိုတိန်း20 30ဆို30အဲမှာထပ်ပြီးကုန်တယ်အဲအတွက် producer နဲ့ပြဿနာလေးရှိတတ်တယ်ပေါ့နော်ဒါကြောင့်ဘောင်နဲ့ဝင်အောင်လို့စနစ်တကျကိုတောင်ကို အပြည့်အဝယူပြီးရရရတယ်ပေါ့နော် ဆိုင်းလာစီစဉ်1 2 3အပြီးတော့ happy beach happy beach ပြီးတော့ပန်းနူသွေးပန်းနူသွေးပြီးတော့မြစ်တာသဲမှာမြစ်တာသဲမှာပြီးတော့နောက်ဆိုင်းအော်လာဘုတ်တူစကိုင်းမှာရိုက်တာဆိုင်းအော်လာဘုတ်တူအပြီးသွားတော့မာချိုရုံးနဲ့ပေါ့နော်အဲ့အပြီးတော့မှရတ္တမောဘုံအလင်ကရတ္တမောဘုံအလင်ကပြီးတော့မှခုနအေးကြီးငယ်အေးငယ်ပြီးတော့နောက်ဆုံးရိုက်တာပိုးပိုးပြီးတော့အဲခဏနားထားတယ်ပေါ့နော်အလုံးစုပေါင်း10ကားပေါ့ ဇလန်တော့ဆယ်ခုရိုက်ခဲ့တယ်ပေါ့ဟုတ်ဆိုတာအိမ်ကြီးပြင်းသွားမရင်ငယ်ဟောက်ကြီးပြင်းသွားအိမ်ရဲ့မရင်ငယ်ဆယ်မရင်ငယ်ဘာလို့ဒီနေရောဘာဖြစ်မှာပါလဲဆရာအားလုံးပြောချင်တာပဲဘယ်လိုလူမျိုးပဲဖြစ်ဖြစ်အမှုပညာအလုပ်ကိုလုပ်ပြီဆိုရင်ဘယ်ပုံစံရှင်မပဲဖြစ်ဖြစ်အမှုပညာနဲ့ပတ်သက်ပြီးအလုပ်လုပ်ပြီဆိုရင်အဲကိုလုပ်တဲ့အမှုပညာလုပ်ငန်းကိုကြကြနာနာကကနာနာသိပြီးတော့မ အဲ့လုတ်လုတ်တာသည်တုတ်တက်မှုအမြန်ဆုံးနဲ့ခိုင်မာမှုအကောင်းဆုံးလို့ဆရာပြောကြတယ်။ဒါကြောင့်တကယ်သိအောင်လုပ်ပါသင်ယူပါအဲ့အတွက်ကိုအချိန်ပေးပါပြီးတော့မှလုပ်ငန်းဝင်မှာကိုသိထားတဲ့အတိုင်းအောင်ပြတ်ပြတ်သားသားနဲ့အယူချင်းရှိရှိနဲ့လုပ်လို့ပါကျွန်တော်လည်းမျိုးလုံးနဲ့ခင်မိခွင့်ရတဲ့အတွက်အရင်ကဝမ်းသာပါတယ်ကြာကျွန်တော်လည်းနေမိတာပါနေရဆိုတာဆရာစကားလက်ဆောင်ကိုပါလိုက်ခြင်းပါနော်နေရဆိုတဲ့အတိတ်ပဲဟာ အယီချင်းလို့အဓိပ္ပာယ်ရတယ်အယီချင်းရှိရင်နေရာရမယ်နေရာရချင်အယီချင်းရှိအောင်လုပ်အဲ့ဒါဆရာကြောင်းပါလေအများတန်းသိနေတဲ့စောင့်မှုတစ်ခုအယီချင်းဆိုတာအဲအာဖရိကြောင်ရတိုင်းခဏပဲကိုပိုင်ရမှအဲ့ပုဂ္ဂိုလ်ဒီကိုတိုင်းငါတော့တချက်ဖို့အီချင်းရှိအောင်လုပ်မယ်ဆိုရင်သူစီတချက်တန်တဲ့နေရာမှာလုပ်ရလိမ့်မယ်။တရားဖို့ဆိုရင်တရားတန်တဲ့နေရာမှာရပါ သူများကအများကတတ်မှတ်တာအဲ့ဒါကိုကိုတိုင်းတတ်မှတ်ဆရာမလို့ဒါကြောင့်အရင်ရှိအောင်သားတို့သမီးတို့လူငယ်မျိုးဆက်သစ်တရုတ်ဆောင်တွေဖြစ်ဖြစ်ဒါရိုက်တာတွေဖြစ်ဖြစ်ကိုစိတ်ဝင်စားတဲ့အမှုမြညာ subject တစ်ခုမှာတကယ်သိတကယ်တတ်အောင်သင်ယူပြီးတော့မှအလုပ်လုပ်ပါ ပြီးရင်လက်ကျင်မှာနောက်ဆုံးဘာလို့ထပ်ထည့်ရမလဲဆိုတော့ဘယ်အလုပ်ကိုပဲလုပ်လို့ဆရာရဲ့အဖေဆုံးမတဲ့စကားမှာအများအားဆုံးမတဲ့ စကားလေးတစ်ခုနဲ့အဖေဆုံးမတာပါလဲဆိုဘာပဲလုံလုံတဲ့စေတနာထားလို့အဲ့အလီကဆရာတွေ့အဖေရဲ့လမ်းညွှန်မှုတသက်လုံးတွေကိုပါသွားတဲ့ဟာကုလဲအတိုင်းမဆရာအဲ့လိုလုပ်နေတယ်အဖေရဲ့ခံဟိုလမ်းညွှန်မှုနဲ့အတိုင်းတုံနေတော့သားတို့သမီးတို့လည်းအဲ့လိုလေးဘာပဲလုံလုံစေတနာလေးထားလို့လိုက်ပါအကျိုးရှိပါတယ်